မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ31ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိမ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်ကျေးရွာမှာရှိတဲ့စစ်တပ်စခန်းကိုသိမ့်ပိုက်ရရှိခဲ့ရာ PNO ပြည်သူ့စစ်ဘုံမှုအပါအဝင်စစ်သားအများပြားတေဆုံသွားပြီးတော့စစ်တုံးမှန်းများနဲ့လက်နက်ခဲယံအများပြားကိုလည်းသိမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်မေလ18ရက်နေ့ကစတင်ပြီးတော့ပင်လောင်းမြို့နယ်စောင်းပြောင်းကျေးရွာမှာရှိတဲ့စစ်သား PNO ပြည်သူ့စစ်များနဲ့ပူးပေါင်းကတပ်ဆွဲထားတဲ့စစ်ကောင်စီစခန်းကိုကရင်ပြည်တော်လိုင်းပူးပေါင်းတပ်ဖွဲ့များကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာစခန်းမကျဆုံးရေးအတွက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူအများအများကိုအသုံးပြုကာ ခုခံခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးလေကြောင်းလက်နက်ကြီးပြက်ကူအများအများကိုအတုံးပြုပြီးခုခံခဲ့တော့လေမေလ26ရက်နေ့မှာတော်လိုင်းတပ်ဖွဲ့များကပိတ်ပတ်ရရှိသွားတယ်လို့သိရပါတယ်အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်းမှာ PNO ပြည်သူ့စစ်ဘုံမူအပါအဝင်အတင်းအဓမ္မစစ်သားစုဆောင်ခံရသူပေါ်လူငယ်အများပြားတိတ်ဆုံးသွားပြီးတော့စစ်တုံမှန်းများနဲ့လက်နက်ခဲအများအများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်အခုအချိန်အထိစစ်ရေးကတင်းမာနေတော့မှာပဲသူတို့ဘက်ကလည်းယာယီအားဖြင့်စုတ်ခွာသွားပေမဲ့ပြန်ပြီးတော့စစ်ကြောင်းထုံးမဲ့အလားအလာရှိပါတယ် အခုအချိန်ထိပြည်သူတွေသွာလာဖို့အတွက်စိတ်ချလို့မရသေးပါဘူးပြည်သူတွေသတိထားပြီးသွာလာကြဖို့ပြောကြင်ပါတယ်လို့ကရင်နီတော်လိုင်းရဲ့သတင်းအမြစ်ကပြောပြထားပါတယ်။စောင်းပြောင်းကြီးရွာစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုမှာဖေကုံ PDF 1332နဲ့တိုက်ရဲနဲ့မဟာမိတ် တပ်ပေါင်းစုများပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တချို့သောတော်လိုင်းရဲဘော်များထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးစောင်းပြောင်းကြီးရွာစခန်းသိမ်းပိုက်ခံရပြီးတဲ့နောက်အကြမ်းစစ်ကောင်စီတပ်သားများနဲ့ PNO ပြည်သူ့စစ်များဟာစောင်းပြောင်းကြီးရွာမှာရှိတဲ့ပြည်သူတွေရဲ့နေအိမ်များကို လီရှုပ်ဖြတ်စည်းနေတယ်လို့သိရပါတယ်။တိုက်ပွဲကြောင့်စောင်းပြောင်းချေးရွာမှာနေတဲ့ပြည်သူများအလုံးဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စခန်းသိမ်းတိုက်ပွဲတွေကနေထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအလုံးကို ခိုင်းစစ်တပ်က BGF ထံကိုပြန်လည်လွှဲပြောင်းပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ28ရက်နေ့မှာအချက်မဲ့စစ်တပ်ရဲ့ဗလဲတိုတပ်ဆက်ခန်းကနေထိုင်းနိုင်ငံထဲကိုထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား62ဦးကိုထိုင်းစစ်တပ်ကမြောက်ရီမြို့မှာရှိတဲ့ကရင်နယ်ကြားဆောင်တပ် BGF ထံကိုပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့သိရပါဗျ။မက်လာ AP လာနဲ့အခုမေလအတွင်းနေမှာထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့အချက်မဲ့စစ်တပ်ရဲ့ ပုလူတူခလဲ့ဒီတခေါပီခွေမောဖားတူစခန်းတာလေစခန်းမေလာစခန်းမောဖိုးကေစစ်စခန်းနဲ့ဗလဲတူစခန်းများကန်နယ်လေးစခန်းရွှေအေးမြိုင်စခန်းနဲ့စစ်ကူလာတဲ့စစ်ကြောင်းများကို KNU ကဇက်တိုက်တိုက်ခိုက်သိမ်းပိုက်နေခြင်းဖြစ်တယ်လို့သိရပါဗျာ အခုလိုမျိုးစခန်းသိမ်းတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကထိုင်းနိုင်ငံဘက်အချမ်းကိုဝင်းရောက်ထွက်ပြေးနေခြင်းဖြစ်ပြီးတော့ထိုင်းစစ်တပ်ကလည်းထွက်ပြေးတန်းရှောင်လာတဲ့စစ်ကောင်စီတပ်သားများကိုဇက်တိုက်လိုက်လံဖမ်းဆီးနေကာကရင်နယ်ကြားဆောင်တပ် BGF ထံကိုလွှဲပြောင်းပေးဖို့နေတယ်လို့သိရပါတယ်။ဒါအပြင်မေလ28ရက်နေ့ကလည်းစုံစည်းမြိုင်မှာအင်အား82ဦးပါတယ်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို KNL ဥဆောင်တဲ့တော်လိုင်းတပ်များကပိတ်ဆို့တိုက်ခတ်ခဲ့ရာစစ်ကောင်စီတပ်သား22ဦးဟာလည်းထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးသွားပြီးတော့အဲ့ဒီစစ်ကောင်စီတပ်သားများကိုလည်း ထိုင်းစစ်တပ်ကမြန်မာနိုင်ငံဘက်ကိုပြန်လည်လွှဲပြောင်းပေးဖို့အတွက်လှုံ့ဆော်နေတယ်လို့သိရပါဗျ။ဗလဲတို့ကထွက်ပြေးလာတဲ့62ယောက်ကတော့မြောက်ရီကိုပြန်ပို့ပေးတယ်။စုံစည်းမြိုင်က22ယောက်ကတော့စစ်နေတယ်။နောက်ထပ်မိသားတွေလည်းထိုင်းစစ်တပ်ကစစ်နေပါတယ်။ဝေါ်လီဗျူဟာပြန်ပို့မလား။မြောက်ရီနေကြာကော်မတီကနေတဆင့်နှစ်ခွန်၅ကိုပြန်ပို့မလားဆိုတာတော့မသိရသေးဘူး။အခုကဒီနေ့မိသားတွေလည်းစီးရင်တော့မသိရသေးဘူးလို့ဒေတာရင်းတော်လိုင်းအေးသတင်းအေးမြစ်ကပြောပြထားပါဗျ။ ်လက်ရှိအချိန်မှာကရင်ပြည်နယ်အတွင်းမှာရှိတဲ့မြဝတီဖျားတုံးစုကော့ဂရိတ်ဂျုံတုံးဖပွန်တန်တောင်ဒေသများမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်တပ်များကြားတိုက်ပွဲများဇက်တိုက်ဖြစ်ပွားနေကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်စစ်ရေးသတင်းကတော့စစ်ကောင်စီကကချင်လွတ်လပ်ရေးတပ်မတော် KIA တင်ပိုက်ထားတဲ့ကချင်အထူးဒေသတစ်ကိုလည်းပြန်လည်တိုက်ခိုက်ရန်အတွက်ပြည်သူစစ်အများအပြားနဲ့စစ်ကြောင်းထိုးရန်စီစဉ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်အင်အား900နီးပါးဟာဝိုင်းမော်မြို့နယ်လက်မြန်ရွာအနီးကိုရောက်ရှိနေပြီးတော့ KIA နဲ့ထိတ်တိုက်ရင်ဆိုင်ထားတဲ့အခြေအနေဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်ထံကသိရပါဗါဒနေတိုင်းလိုလိုတင်ကားတွေနဲ့လှမ်းပစ်ပြီးတော့ရှေ့ကိုတိုးနေတယ် KIA နဲ့ PDF ကစောင့်ပစ်တယ် စစ်တပ်စစ်ကြောင်းကတဖြည်းဖြည်းချင်းရှေ့တိုးနေတဲ့အနေအထားပါလို့ဒေတာရင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ဥစခုံတက်ရင်ဥဆောင်တဲ့ကချင်ဒီမိုကရေစီတစ်တပ်မတော် NDAK ပြည်သူ့စစ်ကထိ ंछ ုတ်ထားတဲ့ကချင်ထုဒေသတဲ့နယ်မြေမှာဆော့လော်ချီပွေစတုံပန်ဝါကမ်ပိုက်တီမြို့တွေပါဝင်ပြီးတော့ KI နဲ့မဟာမိတ်များက2024ခုနှစ်နှစ်ကုန်ပိုင်းအပိသက်ထိုးစစ်ဆင်တင်ပိုက်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ကချင်အထုဒေသတဲ့တတ်မှတ်ချက်ကိုတရားဝင်ဖြတ်သိမ်းကြောင်း KIO ကကြေညာခဲ့ပါတယ်။ KI နဲ့မဟာမိတ်တပ်များထိုးစစ်ဆင်ရောက်ဥစကုံတိတ်ရင်းနဲ့မိသားစုများဟာထွက်ပြေးသွားခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာနေပြည်တော်မှာရှိနေကြောင်းသတင်းများထွက်ပေါ်နေတော့လဲတိကျအထည်ပြုလို့တော့မရသေးဘူးလို့ပြောပါတယ်။စစ်အာဏာရှင်အစိုးရများတတ်မှတ်ခဲ့တဲ့ ကချင်အထူးဒေသတဲ့တမတ်ချက်ကိုလည်းဖြတ်သိမ်းလိုက်ကြောင်းနဲ့ရင်းနှီးမြှောက်နှံသူများအနေနဲ့ဒေသဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်ရန်2024ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာ KIA ကဖိတ်ခေါ်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီဒေသတွေမှာတရုတ်နိုင်ငံကအဓိကမမောတဲ့တံမိုးကြီးမြေရှားတပ်တို့အဓိကထွက်ပြီးတော့ဒေသတွင်းတပ်တို့ထုတ်လုပ်ရေးနဲ့ ဖွံ့ဖြိုးရေးပိုင်းကို KIA ကစီမံခန့်ခွဲနေတယ်လို့သိရပါဗါ။အဲ့ဒီဒေတာကိုပြန်လည်တိုက်ခိုက်ရန်အတွက်စစ်ကောင်စီကဥစကုံတိတ်ရင်ရဲ့တာစကုံရင်းဆောင်ဥဆောင်တဲ့တိတုဆက်များကိုမြေကြီးနာမြို့မှာရှိတယ်။နောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာလာပေါင်းများစွာကြားအောင်စစ်တင်နန်းနေပေးခဲ့တယ်လို့သတင်းရရှိထားပါဗါ။ NDA K နဲ့ဤဆက်သူတို့ကဥစကုံတိတ်ရင်ဥဆောင်တဲ့တိတုဆက်များဟာ KIA ကိုပြန်လည်တိုက်ခိုက်မယ်လို့သိရှိထားကြောင်ပြောဆိုထားပါတယ်။ စေကောင်းစီရဲ့စီရင်လှုပ်ရှားမှုသတင်းများကြားသိထားပြီးတော့လက်ရှိမှာဒေတာတစ်ခုလုံးတည်ငြိမ်အေးချမ်းနေတယ်လို့ KI ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်။လက်ရှိစေကောင်းစီစစ်ကြောင်းရောက်ရှိနေတဲ့ဝိုင်းမော်မြို့နယ်ဟာစော့လော်ချီပွေစတုံးပန်ဝါကမ်ပိုက်တီမြို့တွေနဲ့ဆက်ဆက်နေပြီးတော့တရုတ်နိုင်ငံနဲ့လည်းကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေတယ်လို့သိရပါတယ်။စစ်ကောင်းစီဟာလာပေါင်းများစွာလက်လွတ်ထားရတဲ့ ဖားကန်ကြောက်စိမ်းဒေသကိုလည်းစစ်ကြောင်းထုတ်ရန်ပြီးခဲ့တဲ့ AP လကစပြီးတော့စူးစမ်းခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီရှမ်းနေ SN နေနဲ့ပြည်သူ့ဆက်ပူးပေါင်းအဖွဲ့များဟာမေလ28ရက်နေ့မှာလုံခင်းဒေသကိုရောက်လာပြီးတော့မေလ30ရက်နေ့မှာဖားကန်ကိုရောက်နေတယ်လို့သိရပါတယ်ဖားကန်ကိုမရောက်မီမေလ28ရက်နေ့မှာ KI နဲ့ PDF ကကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဆက်လက်ပြီးတော့တိုက်ခိုက်ပါကလုံခင်းဒေသကိုလေးချောင်းကနေပြီးတော့ဘုံကျဲပြီးမိရှုပ်ဖြတ်စည်းပြစ်မယ်လို့စစ်တပ်ကချင်းချောက်က ဖားကန်ကိုဆက်လက်ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်းတင်ပြရရှိပါရခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းနယ်ကရင်ပြည်နယ်အဆက်မှာရှိတဲ့တောင်ကိုလိပ်သူလမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာစစ်တပ်ဘက်ကထိခိုက်မှုရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ28ရက်နေ့ညနေ4:00ခန်းမှာဘကိုးတိုင်းနယ်ကရင်ပြည်နယ်အဆက်တောင်ကိုလိပ်သူလမ်းမကြီးမှာရှိတဲ့ တန်ဘိုးတောင်ကောဘတ်ချံကပလာချံလမ်းမိုင်းကိုစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုဝရစိန်တပ်ဖွဲ့နဲ့ပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်တေဆုံးမှုရှိပြီးတော့တေဆုံးမှုအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗျ။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။ တိုက်ပွဲအတွင်းမှာအချက်မဲ့စစ်တပ်ဘက်ကလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်တိုက်ခတ်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲဟာနိုင်ယူဝက်ခံကြာမြင့်ခဲ့တယ်လို့သိရပါတယ်။စစ်ခွေးအသေးပြောက်စီးရင်ကိုတော့ကျွန်တော်တို့တွေစီစစ်နေပါတယ်ဆက်လက်ပြီးတော့ထုတ်ပြန်သွားပါမယ်လို့ဝရဇိန်တပ်ဖွဲ့ကတာဝန်ရှိသူကပြောဆိုထားပါတယ်။အခုလိုမျိုးဖြတ်တောက်တိုက်ခိုက်မှုကိုဝရဇိန်တပ်ဖွဲ့နဲ့အတူတန်တော်မြောက်ပိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတဲ့6ဦးဟာလက်နက်နှစ်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့အတွက်ငွေကျပ်350ချိမြင့်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ18ရက်နေ့ကစတင်ပြီးတော့ချင်းပြည်နယ်ကိုထိုးစစ်ဆင်လာတဲ့အင်အား900ခန့်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့6ဦးဟာမေလ22ရက်နေ့မှာကလေးမျိုးပြပျောက်ကြားစီမံချက် UG အဖွဲ့ထံကိုဆက်သွယ်ပြီးတော့အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်လာတဲ့တပ်သားတက်6ဦးဟာတမခွန်ခွန်လက်အောက်ခံခမရ3ကိုတက်တိုင်ရင်းကဖြစ်ပြီးတော့စစ်မှုထမ်းအပတ်စဉ်9နဲ့8က တက်သားတက်များဖြစ်ကကလေးမျိုးပြပျောက် जा စီမံချက် UG အဖွဲ့ထံကို MA3 တနက်နှစ်လက်လက်ပြဘုံ၅လုံး G 486တောင်း G ပေါက်14ခုနဲ့အခြားဆက်သုံးဆောင်ပစ္စည်းများကိုပါယူဆောင်လာခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးလက်နက်များပါယူဆောင်လာပြီးတော့အလင်းဝင်ရောက်လာခဲ့တဲ့အထွက်ကြောင့်၎င်းတို့6ဦးကိုဂုံပြုစုငွေ7350ချိမဲ့ပြီးတော့လူမြောက်နေမြေကိုပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်သူတို့ကလက်နက်တွေပါယူဆောင်လာပြီးတော့အလင်းဝင်လာတာမဟုတ်လို့ကျွန်တော်တို့ကငွေကျပ်350ချင်းမြင့်ပေးခဲ့ပါတယ် စစ်ကောင်စီဟာအတင်းအဓမ္မတပ်သားတွေစုဆောင်းပြီးတော့အသေးခံတိုက်ခိုင်းနေတဲ့အနေအထားဖြစ်တဲ့အတွက်စစ်ကောင်စီတပ်သားတွေအနေနဲ့နီးဆရာတော်လိုင်းအဖွဲ့များထံမှ CDM ပြုတ်လုပြီးတော့လာရောက်ပူးပေါင်းကြစီခြင်းမတဲ့လက်နက်ခဲယမ်းတွေကိုယူဆောင်လာနိုင်ခဲ့ရင်တော့ပို့ပြီးတော့ကောင်းတာဘောလို့ကလေးမျိုးပြပျောက်ကြစီမံချက် UG အဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျောင်းအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာနာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ